ပြန်ပြီးဆွဲခံလိုက်ရတဲ့သမီးကိုကယ်တင်ဖို့အတွက်စစ်တပ်တရက်လုံးနဲ့ရင်ဆိုင်ခဲ့တဲ့ဒေဒီလီယိုနာတို့မင်္ဂလာပေါင်းနဲ့ခါးချောင်းနဲ့ညီကောင်းရမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆို channel ကနေဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါရခင်ဗျာဒီနေ့မှာတော့သမီးဖြစ်သူကိုပြန်ပြီးဆွဲသွားတဲ့ပုံကြီးနောက်ကိုလိုက်ပြီးတော့စစ်တပ်တရက်လုံးနဲ့ရင်ဆိုင်ခဲ့တဲ့ဖခင်ကြီးလီယိုနာတို့ကြောင်းရိုက်ကူးထားတဲ့ One Better After Another ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ ဇလန်လေးရဲ့အဆမှာတော့ဘာဗီဒီးယားအားတရားပေါ်ကနေရွှေပြောင်းအခြေချသူတွေကို ထိမ့်သိမ်းထားတဲ့စကမ်းကိုစောင့်ကြည့်နေခဲ့ပါတယ်။ဒီနောက်မှာတော့သူကသူ့ရဲ့ဒေါ်လာရေးအဖွဲ့ဖြစ်တဲ့ပြင်သစ်85ဖွဲ့ဝင်နေနဲ့တွေ့ဆုံပြီးဖန်စီခံထားရတဲ့ရွှေပြောင်းအခြေချသူတွေကိုကယ်တင်ဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။ညနေပိုင်းမှာတော့ဒေါ်လာရေးသမားတွေကဂိတ်ပေါက်ကအဆောင်တွေကိုဖန်စီဖို့ခိုးချောင်ခိုးဝင်နဲ့ဝင်ရောက်ခဲ့ကြပါတယ်။သူတို့ကခြံစည်းရိုးကိုဖောက်ထားတဲ့အပေါက်ကနေဖောက်ဝင်ခဲ့ကြပြီးအိပ်ပျော်နေတဲ့စစ်သားတွေကိုနှိုးကတစားကန်ဖြစ်ဖန်စီခဲ့ကြပါတယ်။ သူတို့ဘက်ကရွှေပြောင်းချေချသူတွေကိုရှာဖွေနေတော့မှာပဲ။ပါဗီဒီးယားကရုံးခန်းထဲကိုသွားခဲ့ပြီးတော့ကပတိန်စတီဗင်းကိုအတနက်နဲ့ချိန်ထားခဲ့ပါတယ်။သူကသူ့ဖွဲ့ယုံကြည်တဲ့ကိစ္စတွေကြောင့်ပြောပြခဲ့ပေမဲ့စတီဗင်းကတော့ဆွဲဆောင်မှုရှိတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုပဲစိတ်ဝင်စားနေခဲ့ပါတယ်။မောင်ကြီးကလောင်ဒီနေရဲ့ကံမှာတော့ပါဗီဒီးယားကသူ့ကိုလက်နဲ့မဖုံးကွယ်ပဲနဲ့ပြင်ထွက်လမ်းလျှောက်ခိုင်းကအရက်ခွဲကိုဆုံးဖြတ်ခဲ့ပါတယ်။ဂိမ်းမှာတော့တပုံတွေရဲ့ထရက်ကာရောက်လာခဲ့ပြီးတော့ရွှေပြောင်းချေချသူအားလုံးကိုကယ်တင်ခဲ့ကြပါတယ်။ သူတို့ကအစင်းသေးဖြစ်တဲ့အကြောင်းရေဒီယိုကနေပတ်ကိုပြောလိုက်တဲ့အခါမှာတော့သူတို့ထွက်ပြေးဖို့အတွက်ပတ်ကအာယုံလွဲဖို့မီရှူမီဘတ်နေကိုပြစ်ပေါက်ခဲ့ပါတယ်။စစ်သားတွေအကုန်လုံးကဂိမ်းတော်မှာပိတ်လောင်ခံခဲ့ရပြီးစတီဗင်ကဘာဗီးရီးယားကိုမကြခင်ပြန်တွေ့မယ်လို့ပြောလိုက်ပါတယ်။ဘက်ကစစ်သားတွေကြားထဲကိုမီခိုပုံပစ်ထည့်လိုက်ပြီးတော့ဖက်ဆစ်ဆိုးရကိုထောက်ခံတဲ့အတွက်ဝေဖန်ခဲ့တာတော်လိုင်းအကြောင်းကိုလည်းကြေညာခဲ့ပါတယ်။ဒီနောက်မှာတော့တော်လိုင်းသမားတွေကကားနဲ့ထွက်ခွာခဲ့ကြပြီးတော့ပက်နဲ့ဘာဗီးရီးယားတို့ကကားထဲမှာနှမ်းခဲ့ကြပါတယ်။သူတို့ကတနက်တွေကိုလေထဲမှာပြစ်ပေါက်ပြီးတော့လည်းအောင်ပွဲခံခဲ့ကြပါတယ်။ အိညာကစားပြီးတော့ဘာဗီးရီးယားနဲ့ပတ်တို့ကအခြေသူတွေဖြစ်လာခဲ့ကြပါတယ်။ဘက်ကဘောက်ခွဲပစ္စည်းတွေကိုဖန်တီးပြီးတော့ဘာဗီးရီးယားကတော့လူခွင့်ရေးကိုစန့်ကျင်တဲ့ဥပဒေတွေအတွက်မဲပေးတဲ့နိုင်ငံရေးသမားမှန်သမျှကိုဖုံးဆက်တတိပေးပြီးတော့တိုက်ခတ်ခဲ့ပါတယ်။တော်လိုင်းရေးသမားတွေကအစိုးရယုံတွေပန်နေပြီးဒါအလိုင်းတွေကိုလည်းစတင်ဖောက်ခွဲခဲ့ကြပြီးတော့မျိုးတော်ကိုလည်းအမောင်ချပစ်ခဲ့ပါတယ်။ဒီပင်ကတော့တရပြည်တရတိုက်ခိုက်မှုတွေကိုခြေရာခံမှုစူးစမ်းခဲ့ပြီးတော့မရှင်ဆောင်ရွက်တဲ့ဒေါ်လာရင်းသမားတွေကိုလည်းဝေးကနေစောင့်ကြည့်နေခဲ့ပါတယ် ဲဒီချိန်မှာသူကဘာဗီးရီးယားရဲ့ခန္ဓာကိုယ်ကိုမှန်ပြောင်းနဲ့လမ်းကြည့်ပြီးတော့ကားထဲမှာ၅ဦးကော်မတီဖွဲ့ခဲ့ပါတယ်။ဒီမှာတော့စတီဗင်ကပန်းနဲ့ဘာဗီးရီးယားကိုချစ်ကြိုက်နေတာကိုသတိထားမိသွားခဲ့ပြီးတော့ကြီးစားလူလူဦးနှုတ်ကျဲခွက်ဖြစ်သွားခဲ့ရပါတယ်။နောက်တစ်ခါမှာတော့ဘာဗီးရီးယားနဲ့ပတ်တို့ကတရားရုံးကိုဝင်ရောက်နိုင်ခဲ့ကြပြီးတော့ညနေကျမှဘုံလီတက်စင်မှုတန့်စင်ခန်းတွေကိုတွားခဲ့ကြပါတယ်။ကမ္ဘာကောင်းစွာနဲ့ပဲဘာဗီးရီးယားကစတီဗင်ဖန်းနာခံလိုက်ရပြီးတော့စတီဗင်ကသူ့ကိုသဘောတူညီချက်တစ်ခုကမ်းလှမ်းလိုက်ပါတယ် သူပြောတဲ့လိမ့်စာမှာသူ့ကိုလာတွေးမယ်ဆိုရင်တော့ဖောက်ခွဲမှုတွေဆက်လုပ်ခွင့်ပေးမယ်ကြောင်းစတီဗင်ကကမ်းလှမ်းခဲ့ပြီးဘာဗီးရီးယားကလည်းသဘောတူခဲ့ပါတယ်။ညာရောက်တဲ့အခါမှာတော့သူတို့နှစ်ယောက်ကမော်ဒယ်တကူမှတွေးဆောင်ခဲ့ကြပြီးတော့ဘာဗီးရီးယားကသူ့ရဲ့လုံခြုံရေးအတွက်စတီဗင်ကိုပြလိမှုပြခဲ့ရပါတယ်။ဒါနဲ့ငယ်ကြပြီးတဲ့အခါမှာတော့ဘာဗီးရီးယားကကိုဝင်ရင့်မာကြီးနဲ့တောင်လှုပ်ရှားမှုတွေကိုဆက်လက်လှုပ်ဆောင်နေခဲ့ပါတယ်။သူ့ရဲ့မိဘတွေနဲ့ဘက်ကတော့ကလေးရဲ့ဘေးကင်းရေးကိုစိုးရိမ်နေခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဘာဗီးရီးယားကကလေးမွေးဖွားခဲ့ပြီးတော့စိတ်ကြယောဂခံစားလာရကကလေးကိုလည်းအချိန်မပေးနိုင်ခဲ့ပါဘူး။ ဘက်ကသူ့ကိုမိသားစုလိုက်အခြေချနေထိုင်ဖို့အတွက်တောင်းဆိုခဲ့ပေမဲ့လည်းဘာဗီဒီယားကတော့သူတို့တဲ့ drive ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့ပြီးတော့သူတို့သားပါနှစ်ယောက်ကိုဆုံးဖြတ်လိုက်ပါတယ်။ဘက်ကကလေးတွေပစ္စည်းတချို့ဝယ်ဖို့အတွက်စူပါမားကတ်ကိုသွားတဲ့အခါမှာတော့စတီဗင်ကသူ့နားရောက်လာကသူ့သမီးကြောင်းရှောင်မိခဲ့ပါရော။ဒါကပေါ်ရတဲ့ဆက်ဆံမှုလို့ဘက်ကထင်တဲ့အတွက်ပြန်လည်ဖြေချခဲ့ပေမဲ့လည်းစတီဗင်ကလူမဲမတွေကိုကြိုက်တဲ့ကြောင်းပြောလိုက်တဲ့အခါမှာတော့ကြောချမ်းသွားခဲ့ပါတယ်။ဒမနမသဘုံတွေကဘန်တခုကိုဝင်ရောက်စီးနင်းကြပါတယ်။ အဆောင်တယောက်ကပြန်တိုက်ခဲ့ဖို့ကြိုးစားတဲ့အခါမှာတော့ဘာဖီးရီးယားကသူ့ကိုပြစ်တက်လိုက်ပါတယ်။ဂျပီးတန်နေလဲထွက်လာတဲ့အခါမှာတော့တဘုံတွေလည်းချားယွေ့ချက်စရာမရှိတော့ဘဲနဲ့ကားရီဘော်တက်ကထွက်ပြေးခဲ့ရပါတယ်။ယူရဲမှာလိုက်လံဖမ်းဆီးမှုတွေဖြစ်ပွားခဲ့ပြီးတော့တဘုံကားတွေကရင်ကျောပိတ်ဆို့မှုမှမပိတ်မိအောင်လို့တခြားကားတွေကိုဝင်တိုက်ခဲ့ကြပါတယ်။မကြာခင်မှာပဲကားတစ်စီးလုံးတိုက်မိခဲ့တဲ့အခါမှာတော့တဘုံတွေကဖမ်းမခံရအောင်လို့ခြေလင်းပြေးလွှားခဲ့ရပါတယ်။ကံမကောင်းစွာနဲ့ပဲယေရီကဘာဗီးရီးယားနောက်ကိုမြန်လိုက်ကကြောင်ကပ်ပြီးတော့ဖမ်းဆီးခဲ့ကြပါတယ်။ နောက်တစ်ခါမှာတော့ဒီပင်ကသူ့ကိုလာတွေးခဲ့ပြီးတော့ပြင်သက်85အဖွဲ့ရဲ့ထိပ်ပိုင်းအဖွဲ့ဝင်တွေရှိတဲ့နေရာကိုပြောပြမယ်ဆိုရင်သူမကိုလွှတ်ပေးနိုင်ကြောင်းသိပေးခဲ့ပါတယ်။ဘာဗီဒီယာဖမ်းဆီးခံရတဲ့အကြောင်းကြားတဲ့အခါမှာတော့ပကပုံအောင်မှုပြင်ဆင်ခဲ့ပါတော့တယ်။တပုံအဖွဲ့ဝင်ဟောင်းဝက်ကပုံစံတူပစ္စည်းရှိတဲ့တခြားသူတွေကို တုတ်ပြန်တဲ့သူဖန်တီးထားတဲ့စက်တစ်ခုကို ပေးခဲ့ပါတယ်။ပကဒါကိုအသုံးပြုပြီးတော့သူယုံကြည်လို့ရမယ့်လူတွေကိုရှာဖွေဖို့အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ ဟောင်းဝက်ကပတ်ကိုလျှို့ဝှက်စကားဝိုင်းအတွက်သူတို့အသုံးပြနိုင်တဲ့အလွန်ရှုပ်ထွေးတဲ့လျှို့ဝှက်ကုန်းတစ်ခုကိုလည်းတင်ပေးခဲ့ပြီးတော့သူနဲ့သူသမီးတို့ရဲ့ထောက်ထားအစ်တွေရအောင်စာရေးစာတမ်းတူတွေလည်းထုတ်ပေးခဲ့ပါတယ်။ဒီနောက်မှာတော့ပတ်ကတခြားမျိုးစီကိုထွက်ပြေးခဲ့ရပြီးတော့ဘာဗီဒီယာကတော့တက်တီကန်ကာကွယ်ရေးစီစဉ်မှာပါဝင်သွားခဲ့ပါတယ်။ဘာဗီဒီယာစီကနေချက်လက်တွေကိုအသုံးပြုပြီးတော့စတီဗင်ကသဘုံတွေကိုလိုက်လံရှာဖွေဖမ်းဆီးခဲ့ပြီးထွက်ပြေးဖို့ကြိုးစားတဲ့သဘုံတို့ချို့ကိုလည်းတက်ပြစ်ခဲ့ပါတယ်။ နောက်ဆုံးပြည်내85အဖွဲ့စည်းပြိုကွဲသွားတဲ့အခါမှာတော့စတီဗင်တယောက်သူ့ရဲ့အောင်မြင်မှုအတွက်အဆုချီးမြှင့်ခံခဲ့ရပါတယ်။သူကဘာဗီးရီးယားကိုတရင်ကောင်းပြောပြဖို့တွားတွေ့တဲ့အခါမှာတော့ဘာဗီးရီးယားကအိမ်ကနေထွက်ပြေးသွားတာကိုသိလိုက်ရပါတယ်။အခုချိန်မှာတော့ဘာဗီးရီးယားဟာမက္ကဆီကိုကိုပြောင်းရွှေ့ပြီးတော့ပုံအောင်နေထိုင်နေခဲ့ပါပြီ။စစ်ကြောင်းနဲ့ကြာပြီးတဲ့နောက်မှာတော့ပက်ရဲ့သမီးကဝီလာဆိုတဲ့နိုင်မည်တူးနယ်ပဲစေကျော်တဲ့တယောက်အဖြစ်ကိုကောင်းကောင်းမွန်မွန်ရွယ်ရောက်လာခဲ့ပါပြီ။သူကအားလိုက်ချိန်မှာစာကြီးကိုဆိုတဲ့ဆရာတယောက်စီကနေကိုခန်းပညာတွေလဲတင်ယူနေခဲ့ပါတယ် ပတ်ကအမြဲတမ်းလိုလိုစိတ်ပီစီနေခဲ့တဲ့အတွက်ချိန်တိုင်းဒီဘကိုဆေးရောက်တုံးကတိမ်နေပေါ်အတွင်းနေပေမဲ့လည်းသူသမီးကြောင့်ကခေါ်တဲ့မိဘဆရာစီဝေးကိုတော့တက်ရောက်ခဲ့ပါတယ်။ဒီချိန်ထဲမှာပဲစတီဗင်ကရွှေပြောင်းခြေချသူတွေထိန်းသိမ်းရေးစခန်းမှာဆက်လက်အလုပ်လုပ်နေခဲ့ရပြီးတော့တရက်မှဒူးစန်းတဲ့ဖိတ်ကြားချက်တစ်ခုကိုရရှိခဲ့ပါတယ်။သူကဟိုတယ်တစ်ခုကိုသွားခဲ့ပြီးခရစ်စမတ်စွန်းစားသူများကလပ်လို့ခေါ်တဲ့လူပြိုသားရောင်ခွဲခြားသူအဖွဲ့ရဲ့အဖွဲ့ဝင်တွေနဲ့တွေ့ဆုံခဲ့ရပါတယ်။စတီဗင်ကဒီကလပ်ကိုဝင်ခွင့်ရဖို့အတွက်အချိန်တော်ကြာကလေးကစူးစမ်းနေခဲ့တာပဲဖြစ်ပါတယ်။ တို့ကသူ့ကိုမိခွန်းနေမိခဲ့ကြပြီးတော့အသားရောင်မတူတဲ့ဆက်ဆံရေးရှိခဲ့ဘူးလားလို့မိတဲ့အခါမှာတော့သူကမရှိကြောင်းဖြေကြားခဲ့ပါတယ်။ကလကသူ့ရဲ့ကိုယ်ရေးချက်လက်တွေကိုစစ်ဆေးဆုံးဖြတ်ခဲ့ပြီးသူတို့နဲ့ပူးပေါင်းခွင့်ရှိမရှိကိုအကြောင်းကြားပေးမှဖြစ်ကြောင်းသိပေးခဲ့ပါတယ်။အဲဒီချိန်တွင်မှာဟောင်းဝက်ကတပုံတယောက်နေနဲ့လျှက်ဝက်အလုတ်ချို့ကိုဆက်လက်လှုပ်ဆောင်နေခဲ့ပြီးတော့ရေဒီယိုကနေလှုပ်ရှားမှုတွေအကြောင်းကိုလည်းပေးပို့နေခဲ့ပါတယ်။ဒီမှာတော့သူကစူဂျီမိုဆိုဘန်ဒီဖန်းစီတာခံခဲ့ရပြီးတော့သူကနေပါသွားခဲ့ပါတယ်။ ဇက်ွက်ထဲကကလေးတွေကဒါကိုမြင်လိုက်ရတဲ့အခါမှာတော့အောင်းဝဲရဲ့အိမ်ထဲကိုချက်ချင်းပြေးဝင်ခဲ့ကြကသူ့ရဲ့ရေဒီယိုဆက်ပစ္စည်းတွေကိုလည်းအသုံးပြုခဲ့ကြပါတယ်။သူတို့ကဟောင်းဝဲဖန်ဆီးခံရကြောင်းကြေညာတဲ့လေးဝဲကုတ်ကိုလည်းပေးပို့ခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ဟောင်းဝဲကဆက်ပစ်ဆိုင်ရာစာအုပ်တစ်ခုစီကိုရောက်သွားခဲ့ပြီးတော့စစ်သားတယောက်ကလည်းပူပေါင်းဆောင်ရွက်မှုမရှိရင်သူ့ညီမကိုတပ်ပြစ်မှာဖြစ်ကြောင်းချင်းချောင်းနေခဲ့ပါတယ်။အဲဒါကြောင့်ဟောင်းဝဲကလည်းတခြားသဘုံတွေရဲ့ပုံခိုရာတွေကိုပြောပြလိုက်ရပါတယ်။ သူတို့ကအချက်လက်တွေကိုစတီဗင်စီပို့ပေးခဲ့ပြီးတော့စတီဗင်နဲ့သူ့လူတွေကတော့ပတ်နဲ့ဝီလာတို့နေတဲ့မြို့ကိုဝင်ရောက်စီးနှင်းနိုင်ဖို့မရှင်တူတွေကိုစီစဉ်ခဲ့ကြပါတယ်။အိမ်မာရော့ဘက်ကအမြဲတမ်းစိတ်ကြောက်တောင်းနေတဲ့အတွက်ဝီလာနဲ့ပတ်တို့ကစကားများခဲ့ကြပါတယ်။ဝီလာကသူ့ကိုချိန်တိုင်းလိုလိုကလေးထိန်နေရတယ်လို့မျိုးခံစားနေရတဲ့အကြောင်းကိုလည်းပြောခဲ့ပါတယ်။ဝီလာကအကြောင်းကပွဲမသွားခင်မှာသူ့ကိုဟောင်းဝက်ပေးလိုက်တဲ့ဆက်တစ်ခုကိုလည်းယူသွားခိုင်းခဲ့ပါတယ်။သူရဲ့စိတ်ပီစီမှုကြောင့်လူတန်းကိုရန်သူလိုမျိုးမြင်ခဲ့ပြီးတော့ဘက်ကဝီလာကိုလာခေါ်တဲ့အတန်းပေါ်ကိုလည်းချိန်ချောက်ခဲ့ပါတယ်။ ကျောင်းတဲ့အခါမှာတော့ဝီလာကတန့်စင်ခန်းကိုတွားခဲ့တဲ့အခါမှာပဲဆက်ကအတမ်းမြင်နေတာကိုကြားခဲ့ရပါတယ်။သူမလဲကြည့်လိုက်တဲ့အခါမှာတော့ဒီရန်ဒရာကိုတွေးလိုက်ရပြီးတော့သူကတပုံတယောက်ဖြစ်ကြောင်းတီးပြို့ဖို့လှည့်ဝဲကုတ်ကိုပြောခဲ့ပါတယ်။ဒီရန်ဒရာကရေးပေါ်ချက်ပြမှုရခဲ့တဲ့အခါမှာတော့သူတို့ကရေကြီးထွက်ခွာဖို့လိုကြောင်းရှင်းပြခဲ့ပါတယ်။သူတို့ထွက်လာတဲ့လမ်းမှာတော့ယဲရီကကျောင်းကိုဝိုင်းထားတာကိုတွေ့ခဲ့ရပြီးသူတို့ကလည်းယဲရီမမြင်ခင်ကားစီကိုပြေးခဲ့ကြပါတယ်။ဒီရန်ဒရာကစတီဗင်ကျောင်းကြားဘူးလားလို့ဝီလာကိုမေးလိုက်တဲ့အခါမှာတော့ စတီဗင်ဟာသူ့မိကိုတတ်ခဲ့တဲ့သူဖြစ်ကြောင်းဘက်ကပြောပြခဲ့တာကိုဝီလာကရှင်းပြခဲ့ရပါတယ်။သူ့မိဘာဗီဒီယာကသူရဲ့ကောင်းတယောက်လို့ဝီလာကထင်နေခဲ့တာပါ။ကျောင်းကပွဲမှာတော့စတီဗင်ရဲ့ဇသားတွေကဝီလာကိုရှာဖွေဖို့တဲ့ဂျာဝင်နှောက်ရှက်ခဲ့ကြပါတယ်။သူတို့ကကျောင်းသားတွေကိုစစ်ဆေးခဲ့ကြပြီးတော့ဇသားတယောက်ကလည်းဝီလာရဲ့ဖုန်းနံပါတ်ကိုတောင်းတဲ့အခါမှာတော့ဝီလာဖေကဝီလာကိုဖုန်းပေးမကင်ကြောင်းသူ့တကယ်ချင်းတွေကရှင်းပြခဲ့ရပါတယ်။အဲဒီအချိန်မှာပဲပက်ကသဘုံတယောက်စီကနေဖုံးကော်စုံမှုတစ်ခုကိုရရှိခဲ့ပြီးတော့ကိုယ့်ကိုလည်းမေးခဲ့ပါဗျ ဈေးရောက်လုံးုံတောက်ခဲ့တဲ့အတွက်မညံကပြည့်ရွံ့နေခဲ့ပေမဲ့လည်းသူကခက်ခက်ခဲခဲစဉ်းစားပြီးတဲ့အခါမှာတော့ကိုယ့်ကိုထုတ်ပြောနိုင်ခဲ့ပါတယ်။ဟောဘတ်ကဖမ်းဆီးခံလိုက်ရပြီးစတီဗင်ကသူ့ကိုဖမ်းဖို့လာနေကြောင်းတဘုံကသူ့ကိုပြောပြခဲ့ပါတယ်။ဝီလာကတော့ဘေးကင်းရာကိုအောင်မြင်စွာခေါ်ဆောင်သွားခဲ့ပြီးပဲဖြစ်ပါတယ်။အဲဒါကြောင့်ဘတ်ကသူ့သမီးနဲ့ပြန်လဲစုံစည်းဖို့အတွက်ပုံမှန်နေရာတွေတဲကတခုကိုသွားရမှာပဲဖြစ်ပါတယ်။ဘတ်ကနေရာတွေကိုမှတ်မိတဲ့အတွက်မေးဖို့လုံနေတော့မှာပဲ။တပတ်ကတဘုံတွေကဖုန်းကိုချပစ်ခဲ့ပါတယ်။ စစ်သားတွေအိမ်ထဲဝင်ရောက်စီးနင်းတဲ့အချိန်မှာတော့ပတ်ကထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။စတီဗင်ကဝီလာရဲ့ဓားပုံတပုံကိုယူပြီးတော့နန်းဆိုင်နေချိန်မှာတော့စစ်သားတွေကပတ်ထွက်ပြေးသွားတဲ့လျှက်ဝဲဥမေလိုင်ကောင်းကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သူတို့ကလိုင်ကောင်းလေးကိုမိဂိုမုံပစ်ထည့်ခဲ့ကြတဲ့အခါမှာတော့ပတ်တယောက်အသက်ရှူရခက်ခဲခဲ့ပေမဲ့အမြန်ဆက်သွားခဲ့ပြီးတော့တတိမလက်ခင်ထွက်ပေါက်ကိုရောက်သွားခဲ့ပါတယ်။အော်ကဲမှာတော့ဘက်ကအများဆုံးဖုံးတဲ့သူ့ရဲ့သဘုံစကန်းကိုဖုံးကော်ခဲ့ပေမဲ့လေသူကအကုတ်ပြေစုံကိုမပြောနိုင်ခဲ့တဲ့အတွက်သူတို့ကအချက်လက်ပေးဖို့ညှင်းဆိုခဲ့ကြပါတယ် စစ်သားတွေကတနေကိုတစ်မျိုးလုံးကိုပတ်ပြီးတော့အိမ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကိုဝင်ရောက်စီးနှင်းနေချိန်မှာပတ်တယောက်ကတော့ခိုးချောင်ခိုးဝဲနဲ့သွာလာနေကြရပါတယ်။စာဂျီယိုကသူစနီးစီကနေရွှေပြောင်းခြေချသူတွေကိုဖမ်းနေကြောင်းတတိပေးတဲ့ဖုန်းကောဆိုမှုတစ်ခုကိုရရှိခဲ့ပြီးတော့သူတို့ကနောက်တစ်တုပ်ဖြစ်လာမှာကိုစိုးရိမ်နေခဲ့ကြပါတယ်။အဲဒီမှာပဲဘက်ကသူ့ကိုကူညီတောင်းဖို့ရောက်လာတဲ့အခါမှာတော့စာဂျီယိုကသူ့ကိုသူ့အိမ်ကိုခေါ်သွားဖို့သဘောတူခဲ့ပါတယ်။ကားမောင်းနေတော့မှဘက်ကပြင်သစ်85နဲ့ဝီလာရဲ့အခြေအနေကြောင်းစာဂျီယိုကိုပြောပြခဲ့ရပါတယ်။ ဇာဒီယိုကဘက်ကိုဝီလာစီဖုံးဆက်ဖို့ပြောခဲ့ပြီးဝီလာမှာလည်းလျှော့ဝက်ဖုံးတလုံးရှိနေတာကိုဘက်ကမသိခဲ့ကြောင်းသဘောပေါက်သွားခဲ့ပါတယ်။ကန်စိုးသားနယ်ပဲဇာဒီယိုကလည်းဝီလာရဲ့ဖုံးနံပါတ်ကိုမသိခဲ့ပါဘူး။ပကြခင်မှာပဲဒေတာကန်တွေကသူတို့မြို့မှာစစ်သားတွေရောက်နေတာကိုမလို့ခြင်းတဲ့အတွက်လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ဆန္ဒပြသူတယောက်ကမော်လော်တော့ဘုံနဲ့ပြစ်ပေါက်ခဲ့ပြီးတော့လမ်းလေကောင်းမှာလဲမိလောင်သွားခဲ့ပါတယ်။အဲဒီနောက်ရဲတယောက်ကလူအုပ်ကိုတနက်နဲ့အချိန်နှဲငယ်ပြစ်ခတ်ခဲ့ပြီးတော့စစ်သားတွေကသူတို့ရဲ့တိုင်းကားတွေကိုကင်ကာရှေ့ကိုကြီးတက်လာခဲ့ကြပါတယ်။ ။စာဂျီယိုကစကေသမားတွေနဲ့စကားပြောခဲ့ပြီးကျန်တဲ့ရွှေပြောင်းခြေချသူတွေကိုဖျားเจ้าမှာပေါ်အောင်နိုင်အောင်လို့အတိပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့နောက်မှာတော့သူတို့နှစ်ယောက်ကစာကြည့်ရဲ့ဇနီးဆိုင်ကိုသွားခဲ့ကြပြီးတော့အဲ့ဒီမှာတရားမွေရွှေပြောင်းခြေချသူတွေကိုပုံအောင်ခွင့်ပြုထားတဲ့လျှက်ဝက်ခန်းတစ်ခုရှိနေခဲ့ပါတယ်။စာကြည့်ကလူတန်းကိုထွက်သွားခိုင်းခဲ့ပြီးပတ်ကိုတူတိုက်ခန်းစီကိုခေါ်သွားကပတ်စံတဲ့သဏ္ဍတ်တွေကိုယူခဲ့ပါတယ်။ဘက်ကသဘောတွေကိုထပ်ပြီးဖုံးကော်ခဲ့ပေမဲ့ကိုယ်မပါတဲ့အတွက်ကြောင့်ဘာမှမပြောပြနိုင်ကြောင်းသူတို့ကညှင်းဆိုခဲ့ကြပါတယ်။ ဒေါသထွက်နေတဲ့ပတ်တယောက်အဟဲကျိန်းပေါင်းပြီးလက်ခံသူကိုဒေါသထွက်စေခဲ့ပေမဲ့လည်းနောက်ဆုံးမှာကိုတခုကိုပြောပြလိုက်တဲ့အတွက်ကြီးကျက်သူနဲ့စကားပြောခွင့်ရခဲ့ပါတယ်။အဲဒီလူကသူ့ရဲ့တငယ်ချင်းဟောင်းတယောက်ဖြစ်ပြီးတော့သူ့ကိုကိုေးကိုတာမိကုန်းတခုမေးလိုက်တဲ့အခါမှာတော့ပတ်တယောက်နောက်ဆုံးမှာသူ့ရဲ့ထောက်ထားကိုတီးပြုတ်နိုင်မှုဖြေချနိုင်ခဲ့ပါတယ်။အခုတော့သူတို့ကဝီလာကိုရှာဖွေဖို့ပတ်ကိုတီနီယာတွေကိုပေးခဲ့ပါတယ်။အချိန်တည်းမှာပဲဇာဂျီယိုနဲ့သူဇနီးတို့ကရွှေပြောင်းခြေချသူတွေကိုလွတ်မြောက်နိုင်အောင်လှည့်ဝဲဥမင်နိုင်ငံတခုစီကိုလမ်းညွှန်ခဲ့ကြပါတယ်။ စသားတွေကဆိုင်ကိုရောက်လာပြီးတွင်းထဲဝင်ဖို့အတွက်တံပန်းတကားကိုဆောင်ဆွဲခဲ့ကြပါတယ်။စာဂျီယိုကပတ်ကိုလက်နဲ့တစ်ခုပေးပြီးတော့ပီဂျီကိုပတ်ကိုမျိုးပြင်ရောက်အောင်လိုက်ပို့ပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီနောက်မှာတော့စာဂျီယိုကရွှေပြောင်းချေကြသူတွေနဲ့အတူထွက်ခွာခဲ့ပါတော့တယ်။စသားတွေကဘော်ဒက်ကိုတက်သွားချိန်မှာတော့ပတ်နဲ့ပီဂျီတို့ကခေါမိုးပေါ်ကနေထွက်ပြေးခဲ့ကြပါတယ်။ Yes ကမှာစသားတယောက်ကဝီလာရဲ့တငယ်ချင်းတွေကိုထောင်ထဲပို့မယ်လို့ချင်းချောလိုက်တဲ့အခါမှာတော့သူတို့ကနောက်ဆုံးမှဝီလာရဲ့လေးဝက်နံပါတ်ကိုပေးခဲ့ကြရပါတယ်။ဝီလာရဲ့ဖုန်းမိလာတဲ့အချိန်မှာသူတို့ကဖုန်းကွယ်ထားခဲ့တဲ့အတွက် ဒီရန်ဒရာကဒေါသထွက်သွားခဲ့ပါတယ်။ဒီရန်ဒရာကဖုန်းကိုကာဗရင်ဘောက်ကနေချက်ချင်းလွှတ်ပစ်လိုက်တဲ့အခါမှာတော့ဖုန်းကပျက်စီးသွားခဲ့ပါတယ်။ဒါမဲ့လည်းဒီလောက်ကစတီဗင်တို့ချီအားခံဖို့လုံလောက်ပြီပဲဖြစ်ပါတယ်။လူထဲမှာတော့ဘက်ကဘီဂျီနဲ့သူ့တငယ်ချင်းတွေခေါမိုးပေါ်ခုန်တက်သွားတာကိုကြည်ပြီးတော့နောက်ကနေတက်နိုင်သမျှအမြင်မြန်လိုက်ခဲ့ပါတယ်။ကံကောင်းတာကတော့ဘက်ကချီချော်ကပြုတ်ကျသွားခဲ့ပြီးတော့ရဲတွေကလည်းသူ့ကိုလျှက်စစ်ရှော့တိုက်ကဖမ်းဆီးခဲ့ကြပါတယ်။ဘီဂျီကစာဂျီယိုကိုဖုံးဆက်ပြီးဘာဖြစ်ခဲ့လဲဆိုတာကိုပြောပြခဲ့ကာ တနတ်ကိုသူ၏ထားချောင်းကိုလည်းတီးပြုတ်ခဲ့ပါရယ်။အဲဒီမှာဒီဟန်ဒရာကဝီလာကိုကာကွယ်ဖို့အတွက်သီလရှင်ចောင်းစီကိုပို့ခဲ့ပါရယ်။သူကသီလရှင်တွေကိုဘာဗီဒီယာចောင်းမှန်တိုင်းမပြောပြဖို့ကိုလည်းတောင်းဆိုခဲ့ပါရယ်။နောက်ဒီမနက်မှာတော့ခရစ်မတ်စွန်စားသူများကလပ်ရဲ့ခေါင်းဆောင်တွေကစတီဗင်ចောင်းကိုဆွေးနွေးဖို့စုဝေးခဲ့ကြပါရယ်။သူတို့ကစတီဗင်မှာသားရောင်ရောနှောထားတဲ့ကလေးတစ်ယောက်ရှိတယ်ဆိုတဲ့အစီရင်ခံစာကိုလည်းရရှိခဲ့ကြပါရယ်။အဲဒါကြောင့်သူတို့ကသူ့ရဲ့လှူရှာမှုတွေကိုချီးအခံနေခဲ့ကြပြီးတော့လူထဲမှာလက်ရှိဝင်ရောက်စီးနှဲမှုတွေက စတီဗင်ကသူသမီးကိုရှာဖွေဖို့အတွက်ဖုံးကွယ်ထားတာဖြစ်နိုင်ကြောင်းတင်ခဲ့ကြပါတယ်။သူတို့ကဘာဗီးရားရဲ့ဖိုင်ကိုလည်းကြီးခဲ့ကြတဲ့အခါမှာတော့သူ့ကိုနောက်ဆုံးတွေးခဲ့ရတာကကျူဘာဒါမမိုအယ်ဂျီးရီးယားမှာလှည့်လည်သွားလာနေတာကိုသိခဲ့ရပါတယ်။စတီဗင်ကသူတို့ကိုလဲစားဖို့အတွက်ကလေးကိုဖယ်ရှားပြစ်မှာကိုမလိုချင်တဲ့အတွက်သူ့ဘွယ်ကသူ့ကိုအရှုပ်တွေရှင်းလင်းဖို့တောင်းဆိုခဲ့ကြပါတယ်။ရဲကမ်းမှာတော့ဘက်ကသူ့နံမျိုးကိုတော့မှန်းမိပဲနဲ့စေတမားတယောက်လိုဟန်ဆောင်နေခဲ့ပါတယ်။ တို့ကသူ့ကိုစစ်ဆေးဖို့အတွက်ဆေးရုံကိုခေါ်သွားခဲ့ကြတဲ့အခါမှာတော့သူနာပြုတယောက်ကသူ့ကိုပတ်လို့ခေါ်ခဲ့ပါတယ်။အဲဒါကြောင့်သူ့ရဲ့မိခွန်းတွေဟာကုတ်ဖြစ်နေကြောင်းသူကသဘောပေါက်သွားခဲ့ပါတယ်။သူနာပြုကသူ့ကိုမနေ့ကလေးကအင်ဆူလင်မထိုးရသေးတဲ့ဆီချိုသမားလားလို့မေးလိုက်တဲ့အခါမှာတော့သူကဟုတ်ကြောင်းပြန်ဖြေခဲ့ပြီးတော့သူနာပြုကလည်းသူ့ကိုတည်တံ့ခန်းစီကိုခေါ်ဆောင်ပေးသွားခဲ့ပါတယ်။သူနာပြုကသူ့ရဲ့လက်ထိပ်ကိုဖြိုးပေးပြီးတော့ထွက်ပြေးဖို့လမ်းကြောင်းကိုလည်းပြောပြပေးခဲ့ပါတယ်။ဒီနောက်မှာတော့ဘက်ကဆေးရုံကနေမြန်ခိုးထွက်ခဲ့ပြီးတော့စာဂျီယိုကလည်းသူ့ကိုလာခေါ်ခဲ့ပါတယ်။ ဒီချိန်မှာပဲစတီဗင်ကတော့ဝီလာရဲ့ဖုန်းကိုနောက်ဆုံးခြေရာခံပြီးခဲ့တဲ့နေရာကစိုင်းမန်ရှင်တို့ကိုစစ်ဆေးမေးမြန်းနေခဲ့ပါတယ်။အဲဒီလူကညလယ်မှာတောင်ကုန်းနေစီသွားတဲ့ကားကိုမြင်ခဲ့ရတဲ့အကြောင်းနဲ့အဲဒီတောင်ကုန်းနေပေါ်မှာဒီလာရှင်ကြောင်းရှိတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ဒီလာရှင်ကြောင်းမှာတော့ဝီလာကတိုက်ခိုက်ရေးပညာနဲ့တနက်ပြင်းကြီးတွေကိုတင်ကြားခဲ့ရပါတယ်။သူ့မိကိုကြွက်လို့ဒီလာရှင်တွေကခေါ်တာကိုဝီလာကကြားခဲ့ရပြီးတော့ဒီရန်ဒရာကိုလည်းအမှန်တိုင်းထုတ်ပြောဖို့မိခဲ့ပါတယ်။ အဲဒါကြောင့်ဘာဗီးရီးယားကသူတို့ကိုတစ္ဆာဖောက်ခဲ့ကြောင်းဒီရန်ဒရာကအတည်ပြုပေးခဲ့ပါတယ်။ယုဒီယာဒီရန်ဒရာဟာစူညံတန်ကိုကြားလိုက်ရပြီးတော့စုံစမ်းဖို့ထွက်သွားခဲ့ပေမဲ့လည်းနောက်ကျသွားပြီပဲဖြစ်ပါတယ်။စစ်သားတွေကအကြောင်းတွေကိုဝင်ရောက်လာပြီးတော့လူတိုင်းကိုဖမ်းဆီးနေခဲ့ပါပြီ။စစ်သားတွေကဝီလာကိုစတီဗင်စီခေါ်သွားခဲ့ပြီးတော့သူ့ရဲ့ပါဇက်ကနေ DNA နမူနာလဲယူခဲ့ပါတယ်။စတီဗင်ကသူ့ပါဇက်ကနေ DNA နမူနာယူကစစ်သည်ထည့်လိုက်ပြီးဂျာလက်ကနှုတ်ဖြင့်သူ့ကိုလွတ်ပေးပြီးတော့မဟုတ်ရင်တော့တပ်ပြစ်မှာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ ဝီလာကတော့စစ်စစ်မှုရလက်ကပါပဲဖြစ်ပါစေသူ့ဘေကပတ်ပဲဖြစ်ကြောင်းပြောခဲ့ပြီးတော့လောင်ပြောင်လိုက်တဲ့အခါမှာတော့စတီဗင်ကဒေါသထွက်ပြီးတော့သူ့ကိုအိုဟေးလိုက်ပါတယ်ဒီနောက်မှာတော့ဆက်ကစစ်စစ်မှုပြီးဆုံးသွားခဲ့ပြီးဝီလာကလည်းစတီဗင်ရဲ့သမီးဖြစ်ကြောင်းတေချာသွားခဲ့ပါတယ်ဒါမှမဟုတ်မှာတော့စာဂျီယိုနဲ့ပတ်တို့ကိုရဲတွေကမြင်သွားခဲ့ပြီးတော့လိုက်လံဖမ်းဆီးနေကြပါတယ်စာဂျီယိုကပတ်ကိုတနပ်ပေးခဲ့ပြီးတော့ခုံချနိုင်အောင်ကားကိုလည်းရှင်လျှော့ပေးခဲ့ပါတယ်ဒါမဲ့လည်းဘက်ကအဲ့လိုလို့ဖို့တတ်တိမရှိတဲ့အခါမှာတော့စာဂျီယိုကသူ့ကိုပြုတ်ကြသွားအောင်ကားကိုရုတ်တရက်ကွေးခဲ့ရပါတယ် ယေရီကစာဂျီယိုကားကိုဆက်လိုက်သွားခဲ့ပြီးတော့ပတ်ကတော့မြောင်းတစ်ခုထဲမှာပုံနေခဲ့ပါတယ်။နောက်တစ်ခါမှာတော့ပတ်ကကားပါကင်ကနေကားတစီးကိုခိုးယူပြီးတော့ဒီလရှင်ချောင်းစီကိုသွားကအခြေအနေကိုစောင့်ကြည့်ဖို့အတွက်အကွက်ကွင်းကောင်းတဲ့နေရာတစ်ခုကိုရှာနေခဲ့ပါတယ်။စစ်စေးမှုတပ်တွေကိုဖြစ်စည်းပြီးတဲ့အခါမှာတော့စတီဗင်ကဝီလာကိုဆွဲခေါ်ကာကားပေါ်တက်ခိုင်းခဲ့ပါတယ်။ပတ်ကဝေးကနေပြက်ခတ်ခဲ့ပေမဲ့လည်းတစ်ချက်မှမထိသွားဘဲနဲ့စစ်သားတွေကပြန်ပစ်နေတော့မှစတီဗင်ကကားမောင်းကထွက်ခွာသွားခဲ့ပါတယ်။ ဇယငယ်နေရဲ့ဘက်ကတော့သူကားစီကိုပြန်ပြေးသွားပြီးတော့စီဗင်းနောက်ကိုလိုက်ဖို့ကားကိုအမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးတော့မောင်းသွားခဲ့ပါတယ်။ပညာကင်မှာပဲဟောင်းရဲ့ဆက်ကမြည်လာတဲ့အခါမှာတော့သူသမီးရဲ့ဆက်စီပိုပြီးနီးကပ်လာနေကြောင်းတီးပြနိုင်ခဲ့ပါတယ်။နိုင်နေခဲ့ကြတော့စတီဗင်ကအဗန်တီနဲ့တွေ့ဆုံခဲ့ပြီးတော့ဝီလာကမူးရဲ့စေဝါရောင်သမားတွေနဲ့ပတ်သက်နေကြောင်းဒီပြုကသူ့ကိုရှင်းပြဖို့လိုကြောင်းလည်းပြောပြခဲ့ပါတယ်။ဒါမဲ့လည်းအဗန်တီကတော့ကလေးတွေကိုမသက်ကြောင်းပြောခဲ့ပြီးစတီဗင်ကပတ်စံနှစတိုးပေးတာတော့မှဆက်လက်ညှင်းဆိုနေခဲ့ပါတယ်။ ောက်ဆုံးမှာတော့ဝီလာကိုဒေတာရင်းရှိလေယာဆုံးပြည်သူစစ်တွေစီကိုခေါ်သွားပေးဖို့အတွက်စတီဗင်ကအဗန်တီကိုပတ်စံပေးခဲ့ပါတယ်ဝီလာကိုကားထဲကနေဆွဲချလိုက်တဲ့အခါမှာတော့သူကစတီဗင်ကိုကန်ကြောက်ပြီးတော့ခပြေးဖို့ကြိုးစားခဲ့ပေမဲ့စတီဗင်ကသူ့ကိုပြန်ဖမ်းခဲ့ပြီးတော့အဗန်ဒီရဲ့ကားပေါ်ကိုတင်ပေးလိုက်ပါတယ်။အဲဒီချိန်မှာပဲယဲရီကစာကြီးကိုတားလိုက်တဲ့အခါမှာတော့သူကရမူးသမားလိုဟန်ဆောင်ခဲ့ရပါတယ်။သူတို့ကလမ်းမှာကားထဲကနေဗာပစ်ချခဲ့တာလဲလို့မိလိုက်တဲ့အခါမှာလဲသူကမိုက်ပစ်ချခဲ့တာဖြစ်ကြောင်းဖြေခဲ့ပါတယ်။ ။လမ်းမှာစတီဗင်ကတခြားကားတစ်စီးနီးကပ်လာတာကိုသတိထားမိခဲ့ပါတယ်။ယင်မောင်းကတင်ဖြစ်ပြီးတော့သူ့ကိုကားမှန်ချဖို့တောင်းဆိုခဲ့ပါတယ်။စတီဗင်ကမှန်ချလိုက်တော့တင်ကတနက်နဲ့သူ့ကောင်းကိုချက်ချင်းပြစ်ပြီးတော့စတီဗင်ရဲ့ကားကလည်းမှောက်သွားခဲ့ပါတယ်။ခဏကြာမှပတ်ရောက်လာခဲ့ပြီးမှောက်နေတဲ့ကားကိုမြင်လိုက်ရတဲ့အခါမှာတော့ထိတ်လန့်သွားခဲ့ပါတယ်။သူကပစ္စည်းနေတဲ့ကားကိုစစ်ဆေးဖို့အမြန်သွားခဲ့ပြီးတော့စတီဗင်ရဲ့အလောင်းကိုပဲတွေးလိုက်ရတဲ့အခါမှာတော့စိတ်သက်သာရာရသွားခဲ့ပါတယ်။ကီတူစစ်ကမ်းမှာတော့အဗန်တီကဝီလာကိုပို့ပေးခဲ့ပြီးတော့ပြန်ထွက်ခွာဖို့ပြင်ဆင်နေခဲ့ပါတယ်။ ဒါပေမဲ့လေဒေသခံစစ်သားတွေရဲ့ပုံစံကိုမြင်လိုက်ရတဲ့အခါမှာတော့သူကသဘောမကျဘဲနဲ့ချက်ချင်းပြန်လာခဲ့ပြီးတော့ဝီလာရဲ့လက်ထိပ်ကိုဖြိုးပေးခဲ့ပါတယ်။ဝီလာကချက်ချင်းထွက်ပြေးခဲ့ပြီးအဗန်ဒီကလည်းစောင့်တွေအကုန်လုံးကိုတနက်နယ်ပြစ်ခတ်ခဲ့ပါတယ်။အဲဒီနောက်မှာဝီလာကတနက်ခိုးဖို့အတွက်အဗန်ဒီရဲ့ကားထဲဝင်ခဲ့ပြီးတော့ဇောင်းစီကိုပြန်သွားခဲ့ပါတယ်။စစ်သားတွေအားလုံးကတည်ဆုံနေခဲ့ပြီးအဗန်ဒီကလည်းတည်ဆုံသွားခဲ့ပြီးပဲဖြစ်ပါတယ်။အဲဒါကြောင့်သူကအတော်တွေကိုယူပြီးတော့သူကနဲ့ထွက်သွားခဲ့ပါတယ်။ ဝီလာနန်းပေါ်ရောက်တဲ့အခါမှာတော့တခြားကားစီးကသူ့နောက်ကိုလိုက်နေတာသတိပြုမိခဲ့ပါတယ်။အဲဒါကတော့သူ့ကိုပါတက်ပစ်ချင်နေတဲ့တင်ပဲဖြစ်ပါတယ်။ရုတ်တရက်ဝီလာကကားကိုရက်လိုက်ပြီးတော့လမ်းလေကောင်းမှာထားခဲ့ကလမ်းဘေးပြေပုန်းခဲ့ပါတယ်။တင်ကအရှင်ပြင်းပြင်းမောင်းနေနေခဲ့ပြီးတော့မြေအောင်ကြောင့်မျိုးလုံးစူးနေတဲ့အခါမှာတော့ကားကိုအရှင်မီမရက်နိုင်ခဲ့ပဲနဲ့ရထားတဲ့ဝီလာရဲ့ကားကိုတက်တက်ကိုဝင်တိုက်မိသွားခဲ့ပါတယ်။သူပြင်ထွက်လာတဲ့အခါမှာတော့ဝီလာကသဘုံကုတ်ကိုပြောခဲ့ပေမဲ့တင်ကတော့ဘာပြောနေမှန်းမသိဘဲနဲ့ကြောင်နေတဲ့အခါမှာတော့ဝီလာကသူ့ကိုပြစ်တတ်ခဲ့ပါတယ်။ အဲ့ဒီခိုက်တက်မှာပဲနောက်ထပ်ကားတစ်စီးရောက်လာခဲ့ပြီးတော့ဝီလာလှမ်းကြည့်လိုက်တဲ့အခါမှာတော့သူ့ဖေဘက်ဖြစ်နေခဲ့ပါတယ်။ဝီလာကထိတ်လန့်ပြီးတော့ကိုကိုပြောလိုက်တဲ့အခါမှာတော့ပတ်ကလည်းစင်ပြေချောင်းနှစ်သိမ့်ခြင်းနဲ့ပြန်ပြောခဲ့ပါတယ်။ဝီလာကသူ့ဖေစီပြေးသွားကသူတို့ကပွေဖွဲ့ခဲ့ကြပြီးတော့သူကနေပဲထွက်ခွာလာခဲ့ကြပါတယ်။တကယ်တော့စတီဗင်ကတည်ခြင်းအောင်ဆောင်နေခဲ့တာဖြစ်ပြီးအခုတော့ပြည်စည်းနေတဲ့မျက်နာနဲ့ကားတွေကနေထွက်လာခဲ့ပါတော့တယ်။ဒီမင်းကခရစ်စမတ်စွန်စားသူများကလပ်ရဲ့ခေါင်းဆောင်တွေနဲ့နောက်တစ်ကြိမ်တွေ့ဆုံတဲ့အခါမှာတော့သူတို့ကသူ့ကိုပါဗီရီယာအကြောင်းကိုမေးခဲ့ကြပါဗျ ဒေမင်တယောက်သူ့ကိုစေကတ်ခဲ့ပြီးတော့လွဲသုံးစားလုပ်ခဲ့ကြောင်းညင်းဆိုခဲ့ပါတယ်။အဲဒါကြောင့်ခေါင်းဆောင်တွေကသူ့ကိုကလပ်ထဲဝင်ခွင့်ပေးဖို့သဘောတူခဲ့ကြပါတယ်။သူတို့ကသူ့ကိုရုံးခန်းအသစ်စီကိုပို့ဆောင်ပေးကြကာအခန်းထဲမှာသူကတက်တောင့်တက်တာနေလိုက်ပေမဲ့လည်းဒါကတကယ်တော့ထောင်ချောက်တစ်ခုဖြစ်နေခဲ့ပါတယ်။ဒေဇင်နိုင်တဲ့တန်းခွေတွေကိုခန်းထဲထုတ်လွှင့်လိုက်တဲ့အခါမှာတော့စတီဗင်တယောက်စက္ကန့်ပိုင်းအတွင်းမှာပဲတည်ဆုံသွားခဲ့ရပါတယ်။ဒီနောက်မှာတော့ကာကွယ်ဝတ်စုံဝတ်ထားတဲ့လူမျိုးကအလောင်းကိုမိရှုဖို့ယူသွားခဲ့ရပါတယ်။ ကျင်းနေပါပဲပတ်ကဝီလာကိုပါဗီယာကသူသမီးစီကိုစာပို့လိုက်ကြောင်းပြောခဲ့ပေမဲ့လည်းသူမိဘတွေရဲ့အနေရရှိတဲ့အတိတ်ကနေသူ့ကိုကာကွယ်ခြင်းနဲ့အတွက်မပြောခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အခုတော့ပတ်ကဝီလာကိုစာပေးလိုက်တဲ့အခါမှာတော့သူမကချက်ချင်းဖတ်ခဲ့ပါတယ်။ပါဗီယာကပြောခွက်သွားတဲ့အတွက်သူသမီးကိုတောင်းပန်ခဲ့ပြီးတော့နေတိုင်းဝီလာကြောင်းတွင်းနေကြောင်းကိုလည်းပြောခဲ့ပါတယ်။ဝီလာကကဘာကြီးကိုပြောင်းလဲဖို့ကြီးပြင်းလာလိမ့်မယ်လို့လည်းမျှော်လင့်ကြောင်းနဲ့အဲဒီခါကျမှသူတို့ကတွေးဆနိုင်မဲ့အကြောင်းကိုလည်းပါဗီယာကရေးထားခဲ့ပါတယ်။ ီလာကသူ့မေစီကစာကိုထုတ်ပေးတဲ့အတွက်ဂျေစုတင်ကြောင်းပြောကပတ်ကိုလည်းပွေဖက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ပတ်ကသူနဲ့ဝီလာအတွက်ဖုန်းတွေရခဲ့ပါတယ်။သူတို့ကရေဒီယိုမှာသဘုံတွေရဲ့လှုပ်ရှားမှုတွေကိုအမြဲတမ်းနားဆွနေခဲ့ကြပြီးတော့ဝီလာကလည်းဆန္ဒပြပွဲတွေမှာစတင်ပါဝင်ဆင်နွှဲနေခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာ။ဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာ။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။